မင်္ဂလာပါသားလူမျိုးကြီးဒီချိန်ကတော့ဒုတိယရန်တိတ်ပဲပါတာကိုတင်ကြမယ်ဒီချိန်မိုးဖြစ်ပါတယ်ကဲဒီနေ့ဒီချိန်ကအခန်းလေးတိတ်ဆန်များကိုနှိုင်းရှင်ခြင်း ဆိုတဲ့သင်ခန်းစာကိုတင်ကြပေးမှာဖြစ်ပါတယ်ကဲအခန်းလေးမှာလေအခန်းခွဲနှခန်းရှိတယ်တောက်တွေ့ ထမခန်းကခန္ဓာကိုယ်ရဲ့အဖုံးကနဲ့ရေရှားမှုများဖြစ်ပြီးတော့ဒုတိယအခန်းကတော့ငှက်များနဲ့အင်းဆက်များအကြောင်းပဲဖြစ်တယ်တောက်လို့ပဲကဲအရင်ဆုံးဒီချက်ကအခန်းခွဲ1ခန္ဓာကိုယ်ရဲ့အဖုံးကများနဲ့ရေရှားမှုများအကြောင်းကိုလေ့လာပြီးတော့ပြောပြမှာဖြစ်ပါတယ် ကယ်သားသမီးကြီးတိရစ္ဆာန်တွေကတစ်ခေါက်နဲ့တစ်ခေါက်ခန္ဓာကိုယ်ဖုံးကာရီမတူရဘူးเนาะတောင်းမီအယုံဆုံးဒီချေကတောင်းသမီးကိုမိခွန်းလေးမေးကြည့်အောင်မေးတောင်းသမီးကိုတိရစ္ဆာန်ကိုရောက်ဘူးလားတိရစ္ဆာန်ကိုတွားဘူးလားဘာကောင်တွေတွေ့တယ်တိရစ္ဆာန်ကိုဟုတ်တယ်နော်ကြားလို့မြောက်တို့စင်နေဝဝန်နေငါကလေးတွေဟုတ်တာပေါ့အများကြီးပဲနော်တိရစ္ဆာန်ကမှတိရစ္ဆာန်နေအဆုံရှိတယ် ကဲအဲ့ဆိုရင်တော့မမြင်ဘူးပြီဆိုတော့အဲ့အကောင်လေးကတကောင်နဲ့တကောင် သူ့ရဲ့ခန္ဓာကိုယ်မှာအဖုံးကာတူလားမတူဘူးနော်အဲ့ဆိုရင်ဒီချင်ကမေးကြည့်ဦးမယ်ကုန်းပေါ်မှာဆိုလို့ရှိရင်ဘယ်တရိစ္ဆာန်ကအကြီးဆုံးလဲချဲ့ကိုပြောကြည့်ပါဦးဟုတ်တယ် elephant စင်နော်စင်ကအကြီးဆုံးတရိစ္ဆာန်ဖြစ်တယ်ကဲအဲ့ဆိုရင်ရေထဲမှာရောဘယ်အကောင်လေးကအကြီးဆုံးဖြစ်မလဲ ဟုတ်တယ် blue way ဝေးလာငါเนาะဒီထဲမှာဆိုရင်ဝေးလာငါအကြီးဆုံးပဲကဲအဲဆိုရင်ငတ်ထဲမှာရောဘယ်ကောင်ဟာအကြီးဆုံးလဲပြောကြည့်ပါဦးငတ်ထဲမှာဆိုရင်လေဟုတ်တယ်ငတ်ကလေးဩဩစတရီကဲအဲဆိုလို့ရှိရှင်ဒါတို့သမီးတို့တတိဆန်နေရဲ့เนาะအကောင်လေးတွေရဲ့အမြူလည်းသိရဲ့เนาะကဲအဲဆိုလို့ရှိရင်တကောင်နဲ့တကောင်သူတို့ရဲ့အဖုံးကားတူလားတူเนาะ တချို့ကြီးကအမွေးရင်းနဲ့ဖုံးကုပ်ထားတယ်။ချို့ကအကြီးကုန်နေနဲ့ဖုံးထားတယ်။ချို့ကကြတော့အမွေးအတောင်နေနဲ့ဖုံးထားတယ်။ဟောတချို့မှာဆိုရင်အရေပြားရင်းနဲ့ဖုံးထားတယ်။ကဲတောက်ကြည့်လို့တော်လိုက်တာ။ဒါဆိုရင်ဒီချေက grade 1မှာလည်းတိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုသင်ပြီးပြီ။တောက်ကြည့်လို့မှတ်မိလား။ဟုတ်တယ်တိရစ္ဆာန်တွေရဲ့နော်အတူကြီးရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေအခုတီချယ်တို့ဒီတစ်ခေါက်ကကြတော့ ခန္ဓာကိုယ်ရဲ့အဖုံးကာတွေကိုလေ့လာမှာဖြစ်တယ်။ကဲအဆုလို့ရှိရင်ခန္ဓာကိုယ်မာကျောပြီးတော့ဖုံးအုပ်ထားတဲ့အကောင်ကဘာအကောင်ဖြစ်မလဲ။ခန္ဓာကိုယ်ပေါ်မှာအခွန်မာလေးနဲ့ဖုံးထားလေ။ဟုတ်တယ်။ခယူးတို့လက်ကလေးတွေတို့ခဏန်းတို့သူတို့ရဲ့ခန္ဓာကိုယ်မှာဆိုရင်အခွန်မာရင်နဲ့ဖုံးအုပ်ထား။နော်။ခွေးတို့ကြောင်လို့ဆိုရင်တော့အမွှေးရင်နဲ့ဖုံးအုပ်ထားတာ။ဟုတ်တယ်။ ဒါကတကောင်းနဲ့တကောင်းမတူညီရဲ့เนาะအဖုံးကားရင်းမတူညီဘူးဆိုတာကိုဒီချိန်ကတောက်ယူလို့တည်အောင်ပြောပြတာဖြစ်နေ။ကဲအဲ့ဒါကြီးဘယ်ကောင်းမလဲ။တိရစ္ဆာန်တွေရဲ့တကောင်းနဲ့တကောင်းကလည်းရေရှားမှုမတူညီဘူးเนาะတောက်ယူ။ကဲအဲဆိုရင်ငါးလေးတွေဆိုရင်ဘယ်လိုသွားလဲ။ဟုတ်တယ်ရေကူးပြီးတော့သွားတယ်။ဟုတ်တယ်။အဲဆိုရင်ယုံတို့ဖားတို့ကြောင်ဘယ်လိုသွားလဲ။ ခုံဆွားခုံဆွားသွားတယ်ဟုတ်တယ်ဒါဆိုရင်ခွေးလေးတွေကြောင်လေးတွေကဘယ်လိုသွားလဲဟုတ်တယ်လမ်းလျှောက်ပြီးတော့သွားတယ်အဲ့ဆိုရင်ငှက်ကလေးရောဘယ်လိုရွေးရှားလဲဟုတ်တယ်သူတို့ရဲ့အတောင်ပံလေးတွေခတ်ပြီးတော့ရွေးရှားတယ်ကဲအဲ့ဆိုလို့ရှိရင်လူတွေကဘယ်လိုသွားလဲလမ်းလျှောက်ပြီးတော့သွားတယ်နော်ဟုတ်တယ်လူတွေကကြတော့လမ်းလျှောက်ပြီးတော့သွားတယ်ဒါကနော်လိမ့်ဆန်နေတဲ့တကောင်နဲ့တကောင်ရွေးရှားမှုအတူညီမှုတွေကိုဒီချေကပြောပြသွားဖြစ်တယ် ဟုတ်ပြီနော်အဲရှေ့မှာဆိုရင်သူတို့ရဲ့တိတ်ဆန်လေးရဲ့အဖုံးကားတွေကမတူညီဘူးဟောပြီးတော့တကောင်နဲ့တကောင်ရွေရှားမှုတွေမတူညီဘူးကဲအဆိုရင် အခုဒီချေကတောင်းပြီးမိတို့ကိုတိတ်ဆန်လေးကတကောင်နဲ့တကောင် ဖုံးကားတွေမတူဘူးရွေရှားမှုတွေမတူဘူးဆိုတာကိုဒီချေက ရှင်းပြသွားဖြစ်တယ်နော်ကဲတောင်းပြီးမိလည်းနားလည်မယ်လို့ထင်တယ်နော်ဒါကတော့ဒီချေတို့ဒီတင်ကန်းစာရဲ့တကောင်နဲ့တကောင် ဖုံးကားတွေမတူဘူး ရွေးရှားမှုမတူဘူးဆိုတာကိုဒီချေက ရှင်းပြသွားဖြစ်တယ်နော်ဒါသူကဲအဆောလို့ရှင်ဒီချေနဲ့အတူလုပ်ငန်း1ကိုလေ့လာကြည့်အောင်လုပ်ငန်း1လေးမှာဗာပြောထားလဲဆိုလို့ရှင်တိရစ္ဆာန်ရုပ်ပုံလေးကြည့်ပြီးတော့တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ဘာရင်နဲ့ဖုံးထားလဲဆိုတာကိုဖြည့်ပြီးတော့အမှန်လေးချစ်ပေးပါတဲ့ အဲ့တော့ပထမဆုံးပုံလေးကိုကြည့်လိုက်ရအောင်ပထမဆုံးပုံလေးကဘာကောင်းလေးလဲဟုတ်တယ်ကြောင်ကဲကြောင်ပုံလေးကိုတေချာကြည့်ရအောင်နော်ကြောင်ရဲ့ခန္ဓာကိုယ်ဘာတွေနဲ့ဖုံးထားလဲအရေပြားနဲ့လားဒါမှမဟုတ်အခွန်နဲ့လားအမွေးတောင်နဲ့လားတေချာကြည့်မယ်နော်ဒီမှာတော့ तू ကဘောက်ကွက်လေးရေးပြီးထားတယ်အကြီးခွန်လားဒါမှမဟုတ်ရင်အမွေးတောင်လားအမွေးလားဆိုပြီးတော့၃ခုကားမျိုးရေးချက်ဖို့ပေးထားတယ် เนาะအဲ့တော့ကြောင်လို့တခြားကြည့်မယ်ဘာလေးနဲ့ဖုံးထားလဲဟုတ်တယ်เนาะသူ့ရဲ့ခန္ဓာကိုအမွှေးဆိုတာနဲ့ဖုံးထားတယ်ကဲအဲ့ဆိုရင်အမွှေးဆိုတဲ့ပုံကွက်လေးမှာအမှန်လေးချစ်ပေးပါဦးတီချေဦးကဲရပြီเนาะကဲဟုတ်ပါပြီအဲ့ဆိုရင်တီချေတို့နောက်ထပ်ပုံဆက်ပြီးတော့ကြည့်ရအောင်ဘာကောင်လေးလဲကြည့်ကြည့်ပါဦးပုံလေးကိုဟုတ်တယ်ဘဲကဲဘဲလေးရဲ့ခန္ဓာကိုယ်ကရောဘာကြီးနဲ့ဖုံးထားလဲ ူ့ရဲ့ခန္ဓာကိုယ်မှာဒီမှာပေးထားတဲ့အကွက်၃ခွက်ပေးထားတယ်အခွန်နဲ့အမွှေးအတောင်နဲ့အမွှေးတဲ့တရားကြည့်ပါဦးဘယ်လိုရဲ့ခန္ဓာကိုယ်ဟုတ်တယ်အမွှေးအတောင်အမွှေးတစ်ခုလည်းမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ဘဲမှာအတောင်မှန်လေးပါလေလေအဲ့အတောင်မှန်မှာဆိုလို့ရှိရင်အမွှေးအတောင်လေးပေါ့ထားလို့သူ့ရဲ့ပေါ့ထားတဲ့ခန္ဓာကိုယ်ရုပ်ပိုင်းနဲ့ပေါ့ထားတယ်ဆိုရင်အမွှေးအတောင်တွေနဲ့ပေါ့ထားတယ် ကဲအဆိုရင်ဒီချက်ကိုအမွှေးတောင်ဆိုတဲ့ဘောက်ကွက်လေးမှာအမှန်လေးချစ်ပြီးပါဦး။ဘာဖြစ်လို့အမွှေးတောင်ဖြစ်ရလဲဆိုရင်ဘဲကငှက်မျိုးထဲမှာပါတယ်။ပြန်နိုင်တဲ့ငှက်မျိုးထဲမှာပါတယ်။ဒါပေမဲ့ तू ကအမြင့်ဘူးတော့မပြန်နိုင်ဘူး။ငှက်အုပ်စုထဲမှာပါတယ်။အဲကြောင့်မို့သူ့ကိုအမွှေးအတောင်ဆိုတဲ့နေရာမှာအမှန်ချစ်ပြီးတာ။ ဟုတ်ပြီနော်။တော့ကြာနေတီရှယ်အမွေးတွေပေါ့ဟုတ်တယ်မှန်တယ်အမွေးတွေပေါ့တာ။ဒါပေမဲ့သူ့ရဲ့ခန္ဓာကိုယ်မှာအမွေးတောင်တွေပေါ့ထားတဲ့အတွက်တီရှယ်တို့ကအမွေးတောင်မှာအမှတ်ချစ်ပေးရဖြစ်တယ်။ကဲနောက်ဆုံးပုံကိုကြည့်ကြည့်ပါဦး။နောက်ဆုံးပုံလေးကဘာပုံလေးလဲ။ကနန်းဟုတ်တယ်။ကနန်းစားဘူးလား။စားဘူးလား။ဩစားဘူးတယ်ဟုတ်တယ်နော်။အဲ့ဆိုရင်တောက်သူတွေကနန်းရဲ့ခန္ဓာကိုယ်ပေါ်မှာရောဘာရင်နဲ့ဖုံးထားလဲကနန်းပုံလေးကိုကြည့်လိုက်ပါဦး သူကတောက်ဝင်ပြီးလို့ရွေးချယ်ဖို့ပေးထားရင်တော့ခနဲ့ရဲ့ခန္ဓာကိုယ်ကတဲ့အကြီးခွန်နဲ့ဖုံးထားလားဒါမှမဟုတ်အခွန်နဲ့ဖုံးထားလားဒါမှမဟုတ်ရင်အရေပြားနဲ့ဖုံးထားလားတဲ့သူရဲ့ခန္ဓာကိုယ်လေးကိုကြည့်ပြီးတော့ပြောကြည့်ပါဦးဟုတ်တယ်အခွန်နဲ့ဖုံးထားတာအဲ့ဆိုရင်အခွန်ဆိုတဲ့ဘောက်ကလေးမှာအမှန်လေးချက်ပြီနော်ခနဲ့ရဲ့ခန္ဓာကိုယ်ဘောအခွန်နေတဲ့ဖုံးထားဖြစ်တယ်ကဲ အဲ့တော့ကြောင်သည်အမွေနဲ့ဖုံးထားတယ်ဘဲအမွေတောင်နဲ့ဖုံးထားတယ်ကနန်းကြတော့အခွန်နဲ့ဖုံးထားတယ်ကဲတာဟုသမီးတို့ရေအရှင်နဲ့အတူတူလုပ်ငန်းတိတ်တူလုပ်တာလားဘဲကောင်တွေကတော့ဘာကိုဖုံးထားလဲဘာကိုနဲ့ဖုံးထားလဲဆိုတော့တာဟုသမီးတို့သိပြီထင်တယ်နော်ကဲအဲ့ဆိုလို့ရှင်ဒီရှင်နဲ့အတူတူနောက်ထပ်တင်ကြားစာလေးကိုလေ့လာမယ်